ဒါကဒီ supplementation ကိုဒီအင်ကြီးအဖြူပေါ်မှာတို့ရိုက်ပြမယ်ပေါ့နော် supplementation နဲ့ပတ်သက်ပြီးじゃလုံးဝဟိုပြောပြထားတခါမှမပြောပြဘူးပေါ့နော်အခုဒီနေ့လေးပြောပြပေးမယ် ဒီနေ့ဇာတို့ဒီဆပ်ပလီမေးထောက်ဖို့အတွက်ကိုဇာတို့ Photoshop ထဲမှာသွားပြီးတော့ဇာတို့ကိုထောက်ချင်တဲ့ပုံဒီစတွေကိုရိုက်ပင်ပေါ့နော်လုတ်ပြီးတော့ရင်ဇာတို့ပုံထောက်မယ်ထောက်ဖို့အတွက်ဆိုရင်သူ့ကိုအဲဒီလို supplementation ရကြတော့ဇာတို့အတက်ထုတ်လို့မရအောင်ဗျောင်းမြန်ထုတ်ရမှာပေါ့နော်ဒီဗျောင်းမြန်မှာပုံစံမျိုး transform ပြောင်းပြီးတော့ထုတ်အောင်မှာပါဇာတို့အဲ့လိုဗျောင်းမြန် ဖြစ်မာတာနေကိုရိုက်ချင်တဲ့အင်ဂျီပေါ်မှာထဲပေါ်မှာပဲဖြစ်ခွားပေါ်မှာပဲဖြစ်ရေဘူးပေါ်မှာပဲဖြစ်ဖြစ်ပေါ့နော်တို့အတက်ပေါ်မှာပဲဖြစ်တယ်အခုဆိုတော့ဒါဘျောင်းမြင်လုတ်ပြီးွားပါပြီတို့ final ကနေမတို့အတက်ကနေတွားပြီးတော့ transform ကိုတိုက်ပြီးတော့အဲဒီ setting မှာပြောင်းလိုက်ရရပြီပေါ့နော်ပြီးဆိုတော့ print ထုတ်ပါမယ်ဒါ print ထုတ်ပြီးပြီဆိုဒါဒီစားတော့ဒီ sublimation စား4 color ကိုပဲတုံးထားတာပေါ့เนาะ color color တော်တော်မိုက်ပါတယ် ရေးပြီးရင်ဆိုတော့ရိုက်ချင်တယ်အထည်အဲ तू ကတော့ဒီ sublimation ရဲ့သဘောတရားကတော့ तू ကအယံအနုပေါ်မှာပဲ तू ကရိုက်လို့ရတာပါအယံအနုပေါ်မှာပို့ပြီးတော့ထင်းပါတယ်တခြား color အစ်စ်တွေပေါ်မှာတော့မထင်ဘူးပေါ့နော်ရိုက်လို့ရတယ်မထင်ပါဘူး โอเคสับပြီးတော့ရတို့ย้ายပို့အတွက်ဆိုရင်တို့အင်ကြီးပေါ်မှာတင်ပါမယ်တင်ပြီးရင်တို့အပေါ်မှာစက်ကူတစ်ထပ်ခံမယ်ပြီးအပူခံများတစ်ခုခံပြီးမှย้ายပါဗောနော်ကာလာရှိမဲ့ရှင်မိုက်ပါတယ်ဒါဒါကတော့ဗာဒီအင်ကြီးအဟောင်းပေါ်မှာย้ายပြထားဖြစ်တဲ့အတွက်ကြောင့်မို့လို့နည်းနည်းအဲဘေးက